ငါတို့နိုင်ငံဟာဖက်စစ်လူသက်အာဏာရှင်စနစ်အောက်ကနေအပြီးတိုင်လွတ်မြောက်ပြီးဒိုင်းသားအလုံးပေါင်းစုရည်စူးကြိုးပမ်းနေတဲ့ Federal Democracy လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အစ်မှာပျော်ရွှင်ငြိမ်းချမ်းစွာလူဖြစ်ခွင့်ရတော့မှာပါလားဆိုတဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ဘောမရက်ွက် channel ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ခင်ဗျာနေ့စဉ်ထူးဆန်းတဲ့တဲ့အပါဝင်တဲ့တဲ့ထူးတဲ့တဲ့ကောင်းတဲ့တဲ့မှန်တွေတင်ဆက်ပေးတော့မှာမို့ ျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတောင်းဆိုချင်ပါတယ်ယေရှုသူအရောက်ရှင်းတဲ့အတိုင်းကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာအရေးတော်ပုံအောင်ရမည်စေအာနာရှင်စနစ်ကြာရှုံးရမည်ကျွန်တော်အခုဆိုရင်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ့ရကောင်းများနဲ့အတူ တိုင်းသားဒေသစစ်မြေပြင်အနီးတင်နေရာကနေပြည်သူပေးရတဲ့တာဝန်တွေကိုတဆောင်းသမျကြည်ပြင်းစွာထမ်းဆောင်ရင်းလူဦးတော်လိုင်းရေးအတွက်အားတစက်နိုင်ငံသားကောင်းတူတမိုင်းပြည်တာဝန်ထမ်းဆောင်နေသောနိုင်ငံသားတူအဖြစ်ဆောင်ရွက်နေပါတယ်ဒီကနေ့ပြည်သူကိုတင်ပြ ဂျင်နာတွေရှိလို့တရရထုတ်လင်းခြင်းဖြစ်ပါတယ်ပြီးခဲ့တဲ့19ရက်20ရက်ရက်2ရက်ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်မြေဥတော်လိုင်းရေးရဲ့သမိုင်းတစ်လျှောက်၄နှစ်ကျော်ကာလသမိုင်းတစ်လျှောက်မှာထူးခြားပြောင်မြောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတော်လိုင်းတပ်ဖွဲ့တွေရဲ့စွမ်းဆောင်ရည်တွေကိုကျွန်တော်တို့ထူးထူးခြားခြားအတိမတ်ပြုလေးစားဂုဏ်ပြုကြရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့နေ့ရက်ကဆိုရင် တောင်ငူလီဒါစကန်ဌာနချုပ်ကိုဖြစ်ဖြစ်ရရောက်တာဝီးပြစ်ရှော့တိုက်ဒုံးနေနဲ့တိုက်ခိုက်နိုင်ခဲ့တဲ့ဖက်စစ်တော်လိုင်းရေးတပ်ဖွဲ့တွေတန်တောင်ကြီးစစ်အခြေဆိုင်စခန်းကိုရှော့တိုက်ဒုံးနေနဲ့ဖြစ်ဖြစ်ရောက်တိုက်ခိုက်နိုင်ခဲ့တဲ့အောင်မြင်မှုသတင်းတွေနဲ့အတူမနေ့တုန်းကကြားသိရတဲ့ KIA ကချင်းလွတ်မြောက်ရေးတပ်တော်ပြည်သူ့သူရဲကောင်းတွေရဲ့ ဖက်စစ်အကြမ်းဖက်လီတက်ရဟရင်၃စီးတဲက၂စီးကိုပြစ်ချတိုက်ခိုက်နိုင်ခဲ့တဲ့ဝမ်းမြောက်ဂူယွန်ပွဲသတင်းတွေဟာပြည်သူတိုင်းသားအလုံးအတွက်ကြော်ရှင်မှုတွေကျင့်တ်မှုတွေဂုံယူဂုံပြုမှုတွေနဲ့အတူငါတို့တွေအလုံးစစ်ကြွန်ဘွားကလွတ်မြောက်ဖို့လုံးဝနီးကပ်သွားပြီးဒေချာတာကတော့ဒေချာနေပြီလုံးဝနီးကပ်လာနေပြီမကြခင်ငါတို့နိုင်ငံဟာ ဖက်စစ်လူသက်အာနာရှင်စနစ်အောက်ကနေအပြီးတိုင်လွတ်မြောက်ပြီးတိုင်းသားအလုံးပေါင်းစုရည်စူးကြိုးပမ်းနေတဲ့ Federal Democracy လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အစ်မပျော်ရွှင်ငြိမ်းချမ်းစွာလူဖြစ်ခွင့်ရတော့မှာပါလားဆိုတဲ့တေချာမှုတွေဟာကျွန်တော်တို့နိုင်ငံသားအလုံးအတွက်သွေးဆူနိုးကြွနော်တော်နွေးတော်လိုင်းရင်မှာပန်းလျနွမ်းလျခဲ့တာတွေကနေအပန်းဖြေလေဖြစ်လာခဲ့ပါတယ် စက်တန်းမှာပဲကြည့်မယ်ဆိုရင်ဖက်စစ်အကျန်းဖက်စစ်တပ်ကြီးဟာဥပမာဆိုရင်ကချင်းကရင်နယ်စပ်မှာရှိတဲ့ဟမ်နှစ်ပေါင်း၄60ထိုင်ခဲ့တဲ့စစ်စခန်းကြီးတွေရခိုင်ရခိုင်1980ကျော်ကာလတုန်းကဆိုရင်လာတပေါင်းလာနဲ့ချီပြီးတော့တိုက်ခိုက်သိမ့်ပိုက်ရတော့မလွယ်ခဲ့တဲ့တပ်စခန်းတွေဟာဆိုရင်အခုဟာနိုင်ပိုင်းနိုင်ဝက်ဒီလောက်နဲ့ပဲတပ်စခန်းတွေတစ်ခုပြီးတစ်ခု ဖက်စစ်တပ်ကစွန့်ခွာထွက်ပြေးနော်ထိုင်းထိုင်းနေစက်ကစကန်းနေဆိုရင်သူတို့ဝင်တိုက်ပြီးဆိုတဲ့လက်နက်တွေကိုအိမ်သားချင်းတွေမြေကြီးတွေမြို့ချက်ချင်းထိုင်းဘက်ကိုထွက်ပြေးစကန်းတွေတစ်ခုပြီးတစ်ခုစကန်းတွေဆိုတဲ့နေရာမှာစကန်းကြီးတွေဂျီဟွာမြောက်စကန်းကြီးတွေတစ်ခုပြီးတစ်ခုစွန့်ခွာထွက်ပြေးနေတဲ့ဖက်စစ်တပ်သားတွေရဲ့မြင်ကွင်းတွေဟာလက်ရှိဖက်စစ်အကြမ်းဖက်တပ်ထဲကအုံနောက်ညံနေသူတချို့ကြွေးကြော်နေတဲ့ငါတို့စစ်တပ်ကြီးကဘယ်တော့မှမပြိုကွဲနိုင်ပါဘူး တရုတ်နဲ့ရုရှားတို့လိုကမ္ဘာအင်အားကြီးနိုင်ငံတွေကထောက်ကူပြုထားတဲ့ငါတို့ကြီးရည်လေခင်မီစစ်တပ်ကြီးကဘယ်တော့မှမရှုံးနိုင်ဘူးဆိုတော့ကျွေးကြော်တန်တွေဟာသဲသေးရေသွန်အချီးနှီးဖြစ်လာခဲ့ပြီလို့သက်တည်ဖြစ်ပါတယ်ဘလောက်ပဲအင်အားကြီးကြီးဘလောက်ပဲကြီးရည်လေစစ်တပ်ကြီးကိုပိုင်ထားပိုင်ထားဘလောက်ပဲနိုင်ငံတရားစရာကိုထင်သလိုအသုံးပြုခွင့်ရှိရှိဘလောက်ပဲမိစ္ဆာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုကိုရရ ြည်သူတွေရဲ့ယုံကြည်ထောက်ခံမှုမရရင်ဒီဖက်စစ်အကြမ်းဖက်တပ်ဟာအချိန်တိုတိုးတင်းမကြခင်ပြုတ်ကွဲတော့မှာဖြစ်ပါတယ်အခုဆိုရပိုင်းတော်တွင်တောင်ငူလေတပ်ဆိုရင်တိုက်လင်နှစ်စီးနဲ့အထက်ပျက်စီးခဲ့တယ်ဆိုတဲ့သတင်းအခုရဟရင်နှစ်စီးနှစ်စီးအနက်ကတစီးကိုမီးလောင်ပြာကျနေတဲ့ပုံလူမှုကွန်ရက်တွေမှာပြန့်နှံ့လာတဲ့အနေအထားကိုကြည်ချင်းအဖြစ် ဖက်စစ်တပ်ဟာသူတို့ရဲ့နောက်ဆုံးစွမ်းဆောင်ရည်ဖြစ်တဲ့လေတက်ကဲစွမ်းဆောင်ရည်ဟာတဖြည်းဖြည်းစုပ်ယုပ်ကြဆင်းထိခိုက်နေပြီဆိုတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ထို့ဒီဒီချိန်ထဲမှာပဲလေတက်ကပိုင်းလော့တွေလေတက်ကလူသက်သမားတွေရဲ့မိသားစုတွေကိုပါမကြံပြည်သူတရက်လုံးကအွန်လုံးနာယွန်ရှာမုံတီးပြီးဖက်စစ်လေတက်ကအဆက်နွယ်လို့ကြားသိရတာနဲ့တင်တွေ့ရတင်ချိုင်းဒါမဆိုင်กว่าလို့ကြွေးကြော်တဲ့နေ ညံပွဲ့လာတာဟာလည်းပဲဖက်စစ်လေးတက်ရဲ့ဒီနေ့ရောမနေ့ပြန်အနာဂတ်အတွက်ပါလုံးဝမကောင်းတော့တဲ့လက္ခဏာဖြစ်ပါတယ်ဒါပါလဲပြည်သူဗန္ဒာနဲ့ပြည်သူကိုကောက်ွယ်ဆောက်ရှောက်ဖို့ဝေယူထားတဲ့အစောမြင့်လေးတက်လေးရင်တွေလက်နက်တွေကိုဖက်စစ်အကြံဖက်လူသက်စစ်ဘိုလ်တစုကောင်းစားရေးအတွက်ပြည်သူတရားလုံးကိုရဲဆက်ဆက်တတ်ဖြတ်နေတဲ့အတွက်ကြောင့်လူသက်သမားတို့ရဲ့နောက်ဆုံးသွားရလမ်းအလုံးဆံမြန်းကြရတာဖြစ်ပါတယ် ဆိုတော့ကျွန်တော်ကဒီကနေ့တက်လာတဲ့ဗမော်ဘက်ကရဟရင်၃စီးနဲ့နော် ARD မြကန်းတစ်ဘေးကတောင်ကန်းတနေရာမှာစစ်ကူလာပို့တဲ့မြင်ကွင်းလေးကိုပဲကျွန်တော်ဖြန့်တွက်သုံးသပ်ပြီးတော့လက်ရှိဖက်စစ်တပ်ရဲ့နောက်ဆုံးဗယုံမင်းအခြေအနေကိုတင်ပြရင်းပြည်သူ့ကာကွယ်တပ်တွေကိုမင်းကိုနိုင်လဲမကြမကြခင်ကပြောပြီးပြီကာကွယ်ဝင်ကြီးလဲမကြခင်ကပြောပြီးပြီ အထွေထွေထိုးစစ်ကြီးစတင်တော့မယ်ဆိုတဲ့ပေါင်းစုညီညွတ်မှုတိစောက်နိုင်စွမ်းနဲ့အကြောင်းလဲပြသပြီးပြီဖြစ်တာမို့လို့ပြိုကွဲတော့မယ်ဖက်စစ်တိုက်ရဲ့နောက်ဆုံးအခြေအနေကိုမနေ့တုန်းကဖြစ်ခဲ့တဲ့ဖြစ်စဉ်နဲ့ရှင်းပြီးကျွန်တော်ပြောပြချင်ပါတယ်အဲ့တော့ကန္နာလေးပါအရာရမြေကန္နာလေးတစ်ခုရဟန်းရင်စင်းကွင်းရယ်လို့တတ်တတ်မမတ်ပြင်ဆင်မထားနိုင်သေးတဲ့ကန္နာလေးတစ်ခုဘာကြောင့်ပြင်ဆင်မထားနိုင်သေးလဲကျွန်တော်ပြောလဲဆိုရင်ပထမဆုံးရဟန်းရင်စင်းလာတဲ့အချိန်မှာတွေ့ပါလိမ့်မယ်ဘေးနားမှာ သူ့မိုးပိုင်းတွေလိုမျိုး plastic အပိုင်းတွေလိုမျိုးအပိုင်းတွေလွင့်ပြန်ပြီးတော့ဖြိုဖျဲနဲ့ပြန်ပြန်လွင့်ပြန်တက်နေတာကိုကြည်ချင်းအဖြစ်ဒါဟာရဟန်းရင်ဆင်းမဲ့ကွင်းတစ်ခုအဖြစ်တောင်စနစ်တကျပြင်ဆင်နိုင်ဇမန်ပြင်ဆင်နိုင်တဲ့အခြေအနေမရှိတော့ဘဲတွေ့ရကွင်းပြောင်တွေ့ရလေကွင်းမှာရဟန်းရင်သုံးဆင်းနဲ့ဂမန်းကနန်းလာပြီးတော့အထုပ်တွေရိတ်ခါတွေလက်နက်ခဲယမ်းတွေကိုပြစ်ချဒဏ်ရာရတဲ့လူနဲ့ထွက်ပြေးမဲ့လူတွေကိုကယ်ဆယ်ဖို့ဥပမာပြောရရင်တော့ ဖလောပိုင်းသမဏမာကိုစ်တို့လက်ထက်ကနော်ရဟရင်နဲ့ကတော်ကမြောင်းအလူရဲ့ပြေးနေတဲ့ရုပ်ရှင်တွေတွေ့ရပါလိမ့်မယ်။နောက်ဆုံးရှုံးတော့မဲ့ရှုံးနေတဲ့အချိန်မှာရဟရင်ကလာကယ်ထုတ်ချက်ချင်းတက်ကမြောင်းအလူရဲ့ပြေးတဲ့အဲဒီပုံစံမျိုးပဲအခုလည်းပဲစနစ်တကျပြင်ဆင်ထားခြင်းမရှိသေးတဲ့ကန္နာတကုံပထမဆုံးရဟရင်ဆင်းလာတဲ့ဆင်းလာတဲ့အချိန်မှာအစင်းသစ်စောင့်နေတဲ့ထွက်ပြေးတော့တဲ့ဖက်စစ်တပ်သားတွေကအလူရဲ့ပြေးပြီးတော့ရဟရင်ကိုပြစ်တက်နေကြတဲ့အချိန်နော်ပြစ်တက်သွားပြီပထမရဟရင်တက်တယ် အဲ့ဒီမှာဒုတိယယဟန်ရင်ထပ်ဆင်းလာတယ်ပထမယဟန်ရင်ကပြန်တက်ပြီအဲ့ဒီပထမယဟန်ရင်စပြီးတော့ပြန်တက်တဲ့အချိန်မှာပဲပထမဆုံးဘုံသီးတွေကြာတာကိုတွေ့ရပါလိမ့်မယ်ဒေါ်လိုင်းတက်ဖွဲ့တွေကနေကျဲချတဲ့ဘုံတော်လကောင်းတာဝေးပြစ်တော်လကောင်း RPG အနီးကပ်ပြစ်တဲ့ RPG တော်လကောင်းတစ်ခုခုရဲ့ပြစ်ခတ်မှုကြောင့်ပထမဆုံးယဟန်ရင်စပြန်ပြီးတော့တက်တဲ့အချိန်မှာပဲသူ့ရဲ့အနောက် guide 100ကျော်200ခန့်အကွာမှာထပ်ပေါက်ွဲတာတွေ့ရပါလိမ့်အဲ့ဒီမှာဒုတိယယဟန်ရင်ကဆင်းလာပြီ ကတော့ကမျိုးပြေးလာပြီးတော့အပြေးတက်ကြတယ်เนาะအပြေးတက်ပြီးတော့ရဟန်းရင်မြေကြီးမှာရောက်ပြီးတော့ပြေးတက်နေတဲ့အချိန်မှာပဲတတိယရဟန်းရင်ကပြန်ဆင်းလာပြီးတော့ပထမရဟန်းရင်ရက်ခတဲ့နေရာနားလေးမှာဝဲပြီးအထုပ်တွေသူပြစ်ချတယ်နောက်ကပြစ်ချပြစ်ချပြီးသူမြေကြီးပုံမဆင်းရသေးခင်မှာပဲသူ့ရဲ့တောင်ပန်နားလေးမှာအပေါ်ဒီ propeller အာဒီနားလေးပေါက်ကွဲမှုကြီးဖြစ်ပေါ်ခဲ့ပြီးတော့သူဟာထိခိုက်သွားတယ်ထိခိုက်သွားတဲ့အချိန်မှာအဲ့ဒီရဟန်းရင်ဟာ အထုပ်တွေပြစ်ချရုံမဲ့ပြစ်ချနိုင်ခဲ့ပြီးတော့လူသူ့လူပေါ်လူလည်းမချနိုင်ဘူးထပ်လိုက်မဲ့လူလည်းမတင်နိုင်မဲ့သူချက်ချင်းပြန်တက်ပြန်တက်တဲ့အချိန်မှာပဲဒုတိယယဟန်ယင်ကသူ့ရှေ့တွင်ပဲတတိယယဟန်ယင်ရဲ့ဒလက်တွေကိုဘုံထိသွားပြီးဆိုတော့တွေ့တော့သူလည်းပဲချက်ချင်းမှပြန်တက်ပြန်တက်တဲ့အချိန်မှာကျွန်တော်ကကြည့်နေတာဟာအဲ့ဒီဒုတိယယဟန်ယင်ကသူ့နောက်မှာတက်နေတဲ့လူတွေအထုပ်တွေကိုပြီးစီးအောင်မတင်နိုင်ဘူးအတင်းပြန်တက်ပြီးတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တေးချာချက်ကြည့်တော့ သူ့ဘော်ကိုတက်နေတဲ့စစ်သားတွေကိုကန်ချနေတာတွေ့ရတယ်။တွေ့ပါလိမ့်မယ်တခြားကြည့်ဒုတိယယဟန်ရင်အတင်းအလူရဲ့ပြန်တက်တဲ့ချိန်မှာနောက်ဘော်ကနေပြီးတော့သူ့ဘော်အတင်းအလူရဲ့တက်နေတဲ့စစ်သားတွေကိုကန်ချလို့အနည်းဆုံး၄ရောက်နဲ့အထက်ပြုတ်ကျနေအောင်တွေ့ရပါလိမ့်မယ်။ဒီအခြေအနေတွေကိုကြည်ချင်းအဖြစ်ဖက်စစ်အကြမ်းဖက်တက်တဲ့လေးတက်တဲ့ကြီးတက်ဟာဘလို့မှပေါင်းစည်းလို့မရနိုင်တော့ဘူး။ အခါအခွင့်တင့်လာရင်ကြီးတကကောင်တွေကိုလေတကကောင်တွေကပညာပေးမယ်အခုလိုရဟယင်ဘွားစောက်ကန်ချခံရတာတွေမကြခင်ဆက်လက်ဖြစ်ပေါ်လာမယ်ဒုနိဒုသာပဲရဟယင်မောင်းနဲ့ပိုင်းလော့ဆိုတဲ့ကောင်တွေအခုမျိုးထက်အောင်လို့လူသက်ကောင်တွေမီးလောင်ကျွမ်းပြကြပြီးတော့ပြည်သူရဲ့နော်တစ္ဆာတွေစူးရှာပြည်သူတစ္ဆာပေါ့တို့တွားရလန်းလူသက်ကောင်တို့တွားရလန်းမီးကျွန်းနဲ့ body တွေအဖြစ်မကြခင်ဆက်လက်မြင်တွေ့ရမယ်ဒါဒီလိုခြေနေတွေကိုကြည့်ခြင်းအဖြစ် နော်ဒုတိယယဟန်ရင်ဘောကနေကန်ချတဲ့အချိန်မှာ၄ရောက်တဲ့အထက်ဟာပြုတ်ကျပြုတ်ကျပြီးတော့ချက်ချင်းအတော်ကမျိုးထပြီးထွက်ပြေးသူတို့ရဲ့မနေ့ကဖြစ်တဲ့မြင်ကွင်းတွေကိုကြည့်ခြင်းအားဖြင့်ဩတစ္ဆဖောက်တို့တွားရလန်းနောက်ဆုံးတော့ဒီစခန်းမဲမြန်းရတာပါလားအလူရဲ့ခွေးပြေးဝက်ပြေးတေပြေးရှင်ပြေးထွက်ပြေးနေကြတဲ့ဘဝရောက်ကြရှာပါလားဟမ်ငါတို့ဘယ်တော့မှမပြိုကွဲနိုင်ပါဘူးဆိုတော့နိုင်ငံတော်အစ်စ်ရှိတဲ့စစ်တပ်ကြီးဟာ ်တစ္ဆဘောက်တို့သွားရလမ်းအတိုင်းခုဆိုရင်တစတဲ့တစပြိုကွဲနေပါဘို့လားကျွန်တော်ဒါကိုစစ်သားဟောင်းတယောက်အနေနဲ့သုံးသပ်ပြီးတော့မပူပါနဲ့မင်းတို့တွေဖက်စစ်အကြမ်းဖက်စစ်တပ်ကြီးမရှိတော့လို့နိုင်ငံပြိုကွဲသွားမယ်ဆိုတော့မင်းတို့ဖက်စစ်ဗိုလ်ချုပ်တွေရဲ့ဝါဒမှိုင်းအောင်မှာမင်းတို့မပူပါနဲ့မင်းတို့ဖက်စစ်တပ်ကြီးမရှိတော့တဲ့အချိန်အရှင်သင်အစားထိုးနေရာဝင်ယူနိုင်တဲ့ ပြည်သူကာကွယ်ရေးတပ်တွေဟာအခုစနစ်တကျတဖြည်းဖြည်းတဖြည်းဖြည်းဖြူဟာမြောက်တမအဆင့်စုဖွဲ့ပြီးပြင်ဆင်အဆင့်တစ်ဖြစ်နေပြီးအထွေထွေထိုးစစ်ကြီးလည်းစတင်တော့မယ်လို့ကြေညာပြီးဖြစ်တယ်။အဲ့တော့အထွေထွေထိုးစစ်ကြီးတော့မစသေးဘူးခွေးပြေးဝက်ပြေးပြင်းနေကြရတဲ့မင်းတို့ရဲ့အခြေအနေတွေကိုကြည့်ပြီးအခုမင်းအောင်လာဟာဆိုရင်သူအားကိုးတဲ့တရုတ်ကွန်မြူနစ်ရှီကျင်းဖြင့်တကယ်တော့နောက်တစ်ချိန်မှာຫນွေဦးတော်လိုင်းရဲ့အကြောင်း တမိုင်းတင်ကြားတိုင်းမျက်ရည်ဝိုင်းရမယ်ဆိုရင်ရှီချင်းဖြင့်နဲ့မင်းအွန်လိုင်းဆိုတဲ့နှစ်တွဲကိုဘယ်တော့မှကျွန်တော်သားစီမြေးဆက်မေ့ကြမှာမဟုတ်ဘူးအဲ့တော့မင်းအွန်လိုင်းဟာသူအားကိုးတဲ့ရှီချင်းဖြင့်သူအားကိုးတဲ့ပူတင်အခုဆိုရင်ပူတင်ရုရှားအမေရိကန်ရဲ့ဝိုင်းပတ်ပိတ်ချုပ်ပိတ်ဆို့ထိန်းချုပ်မှုအနေထားကြောင့်မဖြစ်မနေစစ်ဆက်ညီနိုင်ရင်းနဲ့ယူကရိန်းစစ်ရပ်တန့်ဖို့ရေလှုပ်လာရပြီပူတင်ကို ဥရောပကကောင်းကောင်းပညာပေးတာခံရပြီးပူတင်ဘလို့မှနလန်မထူနိုင်တော့ပဲတရုတ်ကလက်ခစားတရုတ်ရဲ့အခိုင်းအစည်းခံဘဝကိုရုရှားနိုင်ငံကြောက်ရောက်သွားခဲ့ပြီဖြစ်တယ်ဒီချိန်မှာပဲတရုတ်ကိုကုံသွယ်စစ်ပွဲနဲ့တကွတရုတ်ကြိုးပမ်းမဲ့ကမ္ဘာပတ်လွှမ်းခြုံမဲ့သူရဲ့စီမံကိန်းတွေကိုအမေရိကန်နဲ့ကမ္ဘာနိုင်ငံကြီးတွေကဝိုင်းပတ်ပိတ်ဆို့ပြီးတော့တရုတ်ရဲ့မိစ္ဆာကွန်မြူနီဝါဒကိုတင်းသက်ဖို့ကြိုးပမ်းလာတာဟာအခုဆိုရင် ကာတာ UAE အရှေ့လေပိုင်းနော်အခုအီရန်ကိုနောက်ဆုံးမျက်စပစ်ထားပြီးပြီမကြာခင်မှာအီရန်ငြိမ်ဝှက်သွားပြီဆိုတာနဲ့ဘင်္ဂလားဒေ့ရှ်နေဆက်နဲ့အိန္ဒိယသမုဒ္ဒရာတခွေမှာဖြန့်ကျက်လာမဲ့ကမ္ဘာစစ်အင်အားတွေဟာကွန်မြူနစ်မိတ်ဆာဝါဒကိုအရှိတောင်အာရှကနေတင်းတပ်ဖို့ဒီကြိုးပမ်းလာတော့မဲ့အနေအထားဖြစ်တဲ့အတွက်ကြောင့်မင်းအွန်လိုင်းဟာလည်းပဲ ကွန်မြူနစ်နှုတ်သက်ခံဆိုနေရတဲ့ဖက်စစ်ကွန်မြူနစ်အာဏာရှင်စနစ်နဲ့အသက်ရှင်နေရတဲ့အနေအထားအနေနောက်ဆုံးညီကုန်းချွတ်တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ပြောချင်တာကဖက်စစ်ကွန်မြူနစ်ရဲ့နှုတ်သက်ခံဆိုနေတဲ့လူမျိုးသားတိုင်းတပါးသားတို့ရဲ့ဩဇာခံအာဏာရှင်စစ်တပ်စစ်ဘုစစ်သားတွေအဖြစ်ကိုနိုင်ငံသူနိုင်ငံသားတွေကိုပြန်တတ်နေကြရတဲ့လူသက်သမားအလုပ်ကိုလုပ်နေကြတဲ့စစ်သားတွေကိုကျွန်တော်ပြောချင်တာဖြစ်တယ် မင်းတို့မကြခင်ပြုတ်ကွဲတော့မယ်မင်းတို့မကြခင်စီးရီးယားကအာဆတ်ရဲ့စစ်တပ်လိုမျိုးဖြစ်သိမ်းခံရတော့မယ်မင်းတို့မကြခင်အာဆတ်လေနဲ့ထွက်ပြေးသလိုမျိုးမင်းအွန်လိုင်းလေနဲ့ထွက်ပြေးတဲ့ခါမှာကုရမဲ့ကေရမဲ့တောင်မြင်လွတ်တဲ့ခွေးပမာသခင်ပြောက်တဲ့ဘဝနဲ့မင်းတို့အတိဒုက္ခရောက်ကြတော့မယ်အဲ့ဒီအချိန်မှာတိုင်းသူပြည်သားတရက်လုံးဟာ၄နှစ်ကျော် အန်တစ်မုန်ခံခဲ့ရတဲ့နာကြီးလုံးတဲ့အခြေအနေတွေကနေမင်းတို့ဘလို့မြေဝန်းနဲ့ပြည်သူတွေကိုပြန်ကြည့်မှလဲမင်းတို့တွေကိုလာကာပြစ်ပေးမဲ့လေမရှိတော့တဲ့ဒီနေ့မင်းတို့တွေရဲ့စိန်ပြောင်းတွေမင်းတို့တွေရဲ့အမြောက်တွေမှာထက်ပြရမဲ့ဘုံစံတွေမရှိတော့တဲ့ဒီနေ့မင်းတို့တွေအားကိုးယုံကြည်ရတဲ့ဖက်စစ်ဘိုလ်ချုပ်တွေလီရင်နဲ့ထွက်ပြေးသွားတဲ့ဒီနေ့မင်းတို့မိသားစုတွေနဲ့မင်းတို့အဆက်အသွယ်ပြတ်တောက်ပြီး မီးတော့လို့နော်နာကြီးမုံတီးမှုနဲ့မြေဝန်းမြေဝန်းပိုင်ရှင်ပြည်သူတရက်လုံးကမင်းတို့တွေကိုဝိုင်းပတ်ပြီးတော့ရရလက်နဲ့ကင်ဆွဲပြီးမင်းတို့ရှိကိုတရွေ့ရွေ့ပွရစိတ်အုံမမာဝိုင်းအောင်ချီကပ်လာတဲ့တိမင်းတို့ဘလို့အနေထားနဲ့အသက်ဆက်ရှင်ဖို့စူးစမ်းမှလဲအခုကလေးကစဉ်းစားထားကြပါအဲ့တော့ဖက်စစ် ကျမ်းဖက်ကြီးရည်လေးတက်ကြီးကိုဖြိုဖျက်ပြီးတော့စနစ်ကျနာတဲ့ professional ပြည်တော်စု federal ကာကွယ်ရေးတပ်တော်ကြီးတွေမကြခင်ပေါ်ပေါက်လာတော့မှဖြစ်တယ်။ပေါ်ပေါက်လာမဲ့ပြည်သူ့ကာကွယ်ရေးတပ်တော်ကြီးတွေဟာမိစ္ဆာရုရှားတို့မိစ္ဆာတရုတ်တို့ရဲ့ထောက်ခံမှုနဲ့ပေါ်ပေါက်လာတာမဟုတ်ဘဲနဲ့ပြည်သူတိုင်းရင်းသားတရက်လုံးရဲ့ယဉ်နှစ်သဲချံတားယရနာသူရဲကောင်းများနဲ့စူးစီးဖွဲ့စည်းထားတာမို့လို့ပြည်သူတရက်လုံးရဲ့ယုံကြည်အားထားမှုကိုရရှိပြီး ပြည်ဆောင်စုတရက်လုံးမတားခင်မှာငင်းချမ်းตาရပျော်ရွှင်လာပါလိမ့်မယ်ဖက်စစ်ကင်းစင်တဲ့ဒီနေ့ပြည်ထောင်စုတရက်လုံးအုံအုံထနိုင်ငံတော်တည်တည်ဆောက်မှုလုပ်ငန်းစဉ်တွေကိုစတင်ကြပါလိမ့်မယ်ဒါကြောင့်ဖက်စစ်တပ်ပြိုနေပြီဖက်စစ်တပ်ကိုအစားထိုးဖို့ပြည်ထောင်စုနိုင်ငံသားအလုံးဝန်းရံစူးစမ်းပြီးနိုင်ငံတော်တည်ကိုမကြခင်ထူထောင်ကြပါစို့လို့တိုက်တွန်းနှိုးဆော်လိုက်ပါတယ်ပြည်သူတရက်လုံးတောက်ခံတော့ပါ မကြခင်ကျွန်တော်တို့အားလုံးအတူတူအောင်းလန်းလှင့်ထူကြမယ်